တောင်ကျွန်းဒီပါပြည်မြမာတွင်ဇင်လာသမိုင်းကျွန်တော်တို့အညာတိုင်းရင်ဘလာဆိုင်ထုံးစံရပြုံးတံကစခဲ့ပါလေအလိုဝင်ဂျုံညမှာလိုကြပြာဆိုပြောရိုက်လို့ထိုးထိုးသဘောကြိုက်အကောင်ခြေကန်းနေလောဝေတန္တရာဇာတော်အလာကိုမတောစီယာဂိတဝါရိတံနှုံးပေါ်မှနဲ့အတုံးတော်ခံလိုက်ပါ ဆိုင်တက္ကသူတို့ဗျာ ಸಂತತಿ ောတော်စာစီဇိနထပကာသနီတွင်စေတောက်တော်ပြီပွဲထူးချီလို့ဂုံဤပြန်တဲ့တိမ့်စီမင်းတည်းရမဲမဲသည်ဘုဒ္ဓတိတို့နှစ်လီပေါ့ဖောလိုက်တဲ့မင်းဝေတတပါသည်ထူးကြလေစွာထင်ကရဝိဇာကပင်လူတဲချင်းနေလို့နှုတ်တွင်စကားသူနှလုံးသားမှာလူအားထက်မြေဘဝအဆက်ဆက်ဖြစ် တက်ကိုပါမငိညာပဲလူရပွက်လျော်လောင်းမြရှင်လျော်တိတ်ခဲမျိုးလို့ကမိတော်သိသိမင်းကြီးနေမဲတော်ဘုဒ္ဓတိတို့တက်လျှင်ပြောတာရုခေါ်ကြသည် Thank <laughs> you. ဖြစ်မနေတော့ပြန်ပြောချင်တယ်အာအောဝယ်မသွေးညီပြုတ်ရမယ်ဆိုရင်တော့တရေဒီစာမျက်မေတော်ကမပြည့်ရွယ်တော်သူနဲ့ပြတ်တဲ့တွင်အလုံးပတ်တဲ့၆ခုဆင်းပြီးတော့ထောက်ရှူဆင်းခြင်းတသိန်းကြစီထားကဲ့ရတမောက်အလီပွားလိုက်တော့ဖုတ်တတိမိဖေရခြေချင်းတလူလူဖို့ကြံရွယ်တဲ့ပြိတ္တတို့ရဲ့တဆူအမှန်တကယ်တည်းပျော်ရွှင်ပြီးဖို့ စီတော်စင်စင်ပြူရတနာရောက်ပြီးတော့ကျောမောင်လိုပြီးတော့တာကရွှေမိုးရွာဥတုကလည်းကောင်းစေတုတ်တရာပြည်ကြီးတော့တဖို့အကြောင်းကတော့အပေါင်းသူကကုတုတာကြလေတည်းဟုတ်ကဲ့ မျက်လောင်းဝေဒန္တရာတိအခြေခံမကွာမင်းသားတို့တဲ့ဒီပညာထာရတ်တို့ဖြစ်တယ်18ရက်တွတ်စင်မဲ့16နှစ်အရွယ်မှာတော့စေတာတိုင်မတရင်မင်းကြီးသမီးတို့ဖြစ်တယ်ဒေဝီကညာနဲ့ရွှေကြီးမကွာလက်ထက်ကပြင်ခဲ့ပြီပေါ့ပရိသတ်တို့ဆန္ဒဝေခံယူ၍အခြေရန်သူမင်းကြီးတရားနဲ့မယွင်ရှင်းပွားသင်္ကဟဓမ္မဖြစ် ရှင်ပြလာတာက နာယကဂုံးနှင့်ထာဝရခိုးလုံးပြီးတော့တိုင်းသူပြည်သားတို့မေမတန်အေးချမ်းကြစီပြီတော့ဒေါ်ခါဘွားစီလာတာကသာသမိအဖျားဇာနီဩဒါနီရရနာကြီးအချောနမောင်ကနာစိန်တို့ပေါ်တဘာရှင်အထုထက်လောင်းလို့မုံမန်အပေါင်းနဲ့ဝယ်စင်းရင်ပြီးအမြဲပင်အလူဒါနာဒုငါတော် အယောက်အနအမြတ်မရွေးပဲနဲ့အလူတော်ကြီးပြီးလူကဲ့ပြီပေါ့ဗျာ သဘောမှန်ကိုထောက်တာတရားရမှာဖြစ်ဗုဒ္ဓဓမ္မအရှိမရွဆိုတာကရှိခြင်းမရှိခြင်းနဲ့ဆင်းရဲခြင်းချမ်းသာခြင်းကောင်းဆုံးတတ်တာဖန်ဖန်ခံရတာပေါ့ဒီနိုင်ငံကပြည်လူနေပေမဲ့ကာလိန်ကတိုက်ပါတော့ဘောကောင်းရေရှာဆင်းရဲသဘောမပေါ်များတော့ပေါ်များကြီးပွားသည့်စေတောက်တော်ပြည်ကိုအပြေထုတ်ရှာသည်ကစင်ပြူတော်ယန္တနာရှိလို့ဟောလေဝတ္တမံကံပြီးဖွံ့ဖြိုးတိုးတက်လှူဒန်းနေကြတာကို ကာလိကတိုင်းသားမြေပုံနာတို့ကမင်းမြတ်ဝေသန္တရာထံတစ္ဆရာဆင်ဟာအလုခံမာရောစုညာစွာစိတ်တော်တရာတိုင်းသားပြည်သူတို့ကအမိုင်းသူသွားကောင်းခြေခံတော်နဲ့လောင်းဝေသံကိုနေကြပြင်နေသည်လို့ဘယင်မြတ်ရာသာကိုရှောက်ပြန်လိုက်ရဆိုရင်ပဲတိန်စီခမီးတော်ကတတော်ခေါ်၍ဟဲ့တတော်အများတို့မတရားဝန်ကပါတော်နာရှောက်သွားပါလို့စေခိုင်းလိုက်တယ်တည်း ါထပ်ခွာလာတဲ့လောင်းဝေတံမိသားစုကြီးအချိန်မလပြီမေမရီကမယားကညာရဲ့ဇာတိမျိုးဖြစ်တဲ့စေတတိုင်းတော်ရှိပါသေးသည်သို့တော်လည်းပဲလောင်းမေဝေတံတရာကခမေးတော်မရှိတဲ့အတိုင်းမယားဘုလူတို့ကျင့်တ်အောင်လို့ဆိုပြီးနေရကိုခွာပြီးတော့ဝန်ကဘာတောင်ပေါ်မှာဖြစ်ရှောင်ရှားကနေခဲ့တယ်ပေါ့ ဇနီးမယသာသမီးတွေနဲ့အတူလောကတစ်ခုအလှဆင်ဖို့ဘဝနှလုံးသားမြစ်တာအားနဲ့သန္တရာခီးတော်နှုတ်ပြားကရွတ်ဆိုလိုက်တာကအနိစ္စဘူတော်အယံလောကောတဲ့ငါသည်အမိုက်မှောင်မှုသွားတယ်သန္တရာခီးတယ်မဟုတ်ငါသည်အလင်းရှိရာသို့အလင်းနဲ့သာသွားနေပါသည်တဲ့မင်းမြဝေဒန်သည် မကန်ကြီးအဆုံးဖြင့်သစ္စာခိုင်မာအဋ္ဌဌန်းနှင့်တဆန့်ချင်းများမရွေပဲနဲ့လောကအရာအလုံးကိုတုတ်တံဖို့နဲ့သာမြေအောင်ကြည့်တယ်လို့တော့မြန်နုနှစ်သက်ဖွယ်ရှိကိုချင်းတိတ်ခါဖြူစင်ရဲ့တို့အတကောဘာမငယ်ကိုဖင်းနေထက်ပြက်တဲ့သဒ္ဓါတရားပန်ရှင်အဖြစ်လောကမှာဒါနသူရဲ့ကောင်းလို့သမိုင်းကံဝင်တွင် နိုင်ဆန်းရှင်မရှိနိုင်သူကလူရောင်းမင်းဝေဒန္တရာနဲ့မတီတီဝီသာဇာနီတမေကနာစိန်တို့မိသားစုကြည်ပေါ်ပရိသတ်အပေါင်းကြီးအဲ့လိုနဲ့ဘိုးတော်ဘွားတော်နဲ့မိုးမယ်အချွေရန်ဖြစ်အလူအတက်ပေးခဲ့ရာကနေပြီးတော့တီဝီတိုင်စေတောက်တရာပြည့်ရတွင်ကောင်းတဲ့ရာထုံသေးစွာဖြင့်ယနေ့ကြိုင်လင်ကဇဘူးကြော်၍ တူပြောပြောတာတို့ခေါ်ခဲ့ကြပါသည်အလို့ရှင်မြတ်ရဲ့အလူတော်မင်္ဂလာပွဲမှာချက်ပတော်မျိုးပိုင်းသူမင်္ဂလာဆိုင်တို့မှာကောတမိုင်းဘောလာကောင်းရဲ့အခြေခံသည် လောင်းမင်းဝေတန်ဇာသွားလာလို့တော့မတားစရာဒိလင်သာဖြစ်ရှေ့စင်လာပြောတဲ့ချက်ကျင်ပြမတော်မှန်သိပ်၍ဤစိတ်တို့ပြီးဒီနိုင်ဘူးခေပါနတ်တို့ဘေးမကွာလမ်းပေါ်သရာထက်တန်တာ ဒါနကအလူမြတ်မဟာမုတ်လူနဲ့မြမသာဓုခေါ်စီရန်ချက်ပေါင်းပြူပိုင်သူရွှေဆိုင်တော်ကရှင်ကရမသေးဝိုင်းပြီးစကားပြောတဝက်ပြေနာတော်တာစင်ကြတော်ပြိတ္တအပေါင်းအားဝေတန္တရာဇတ်တော်ဆိုတဲ့မင်္ဂလာပြောနေတင်းဆက်လိုက်ရပါကြောင်းရှင်တော်တာရှင်အပေါင်းဩသူတော်ကောင်းတို့ခမညာ